ော်ကျွန်တော်တို့ဒီ projector လေးအသုံးပြုပုံလေးကိုကျွန်တော်နေချင်းရှင်းပြပြတာပေါ့နော်အဲ့တော့ကျွန်တော်တို့စပြီးတော့သုံးတော့မယ်ဆိုရင်ဆက်ရက်နောက်ပါပေါ့နော် AC ပေါက်လေးရှိပါတယ် AC ပေါက်လေးမှာတက်လိုက်ပါအဲသူ့ရဲ့ plug ကိုကြတော့ကျွန်တော်တို့ safe cat ရှင် safe cat လေးခံတော့မေးပေါ့နော်ဘာလို့ဆိုတော့မီးယာပမာဏနဲ့ခါမျိုးတွေမှာအဲ damage ဖြစ်နိုင်တယ်ပေါ့နော်မီးယာအတက်ကြတွေမှာ damage ဖြစ်နိုင်တဲ့အတွက် safe cat လေးခံပြီးတော့သုံးပေးဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့ ပလက်တက်ဘီဘီဆိုတော့ねဒီလိုမီးနီလေးရှင်းလာပါလိမ့်မယ်အခါကျရင်ကျွန်တော်တို့ remote ကနေပြီးတော့နေအောင်လေးကိုနေပြီးတော့ဖွင့်လိုက်လို့ရတယ်အဲ့တော့ဒီလိုပြလေးလင်းပြီးတော့ဖွင့်လိုက်ပါဘောเนาะကျွန်တော်တို့ဆက်ကို power on ပြီးတာ ਨੇ ခဏလေးဆောင်ပေးရမှာပါဘောเนาะဒါဆို auto focus လောက်နေပါဘောเนาะတော်တော့69ရာခိုင်နှုန်းထိရုပ်ကိုချိန်ပေးမှာပါဘောเนาะကဲတော့တိတ်စိတ်တိုင်းမကြသေးဘူးဆိုရင်ဒီမှာကျွန်တော်တို့ remote control မှာဒီမှာ app account note လေးရှိရပါတော့ဒီအလဲတဲ့ app account note လေး တော့ကျွန်တော်တို့အနှုံနဲ့ဖြစ်ဖြစ်အပေါင်းနဲ့ဖြစ်ဖြစ်ကိုထားတဲ့နေရာပုံမူတည်ပြီးတော့ပြန်ပြီးချိန်လိုက်ပါတော့နော်။ဒါဆိုရတယ်နော်ဒါဆိုအကြီးဆုံးလေးဖြစ်သွားတယ်။အဲတော့ကျွန်တော်တို့ home page အကောင်လုံး focusing အကောင်လုံးလုပ်ပြီးသွားပြီဆိုတော့လည်းကျွန်တော်တို့ wifi ချိန်မယ်ဆိုရင် wifi setting လေးကိုထားလိုက်မယ်။လေထဲမှာပေါ့နော်လေထဲက wifi setting လေးတွေကိုတစ်ချက်သွားမယ်။သွားပြီဆိုရင် wifi setting ကိုပဲပြန်ဝင်မယ်ပေါ့နော်။ အဒီမှာဆိုကိုချိတ်မဲ့ wifi ကို okay နဲ့ပြီးချက်သွားလိုက်မယ်။မကီးဘုတ်ကျလိုက်မယ်နော်။ကီးဘုတ်ကျရင်ကျွန်တော် remote controller နေပဲ။အောက်ကိုချပြီးတော့ညာလေးတွေပေါ့နော်။ဒီမှာလဲပါညာလေးရှိတဲ့ဒီ okay ရဲ့ပတ်လည်မှာပေါ့နော်။အဲကျွန်တော် password ထည့်အောင်ပေါ့နော်။ password ထည့်ပြီးပြီဆိုတော့ ਨੇ remote ကပဲဒီအများကွေးလေးပေါ့နော်။ back cloud လေးအကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်။ အဲ့ဒါ keyboard ပျောက်သွားပြီဗောနော် keyboard ပျောက်သွားပြီဆိုတော့ねအောက်ကို connect ဆိုတဲ့နေရာကိုတွားလိုက်ဗောနော်အဲ့တော့ connect လုပ်လိုက်မယ်ဒီ okay လေးပဲနှိပ်ပြီးတော့ connect လုပ်လိုက်ဗောနော်အော် connected ဖြစ်သွားပြီ connected ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့ background နဲ့ပဲဗောနော်ဒီညာအကွေးလေးနဲ့ပဲပြန်ထားလိုက်ဗောနော်အော်ဒီမှာကျွန်တော်တစ်ခါပြောချင်တာကဒီမှာ bluetooth speaker ချိတ်ရှင်တယ်ဗောနော် bluetooth speaker ချိတ်ရှင်တယ်ဆိုရင်ဒီ bluetooth setting တွေကိုတွားပြီးတော့အဲကျွန်တော်တို့ bluetooth speaker နဲ့မှချိတ်လို့ရတယ်ဗောနော်မှ app ဆိုတဲ့ဟာတွေကိုနှိပ်လိုက်ဗောနော်အကောင်တွေကို okay နှိပ်ပြီးတော့ okay နှိပ်လိုက်မယ်ဗောနော် ဒါဆိုရင် search လုပ်နေလိမ့်မယ်ပေါ့နော် bluetooth speaker ကို on ထားပါ on ထားပြီးပြီဆိုရင်တရားနေ search လုပ်လိုက်ရင် speaker ရဲ့ model ပေါ်လာလိမ့်မယ်ပေါ့နော် ပေါ်လာပြီးဆိုတော့ね model ကိုနှိပ်ပြီးတော့ကျွန်တော်တို့ချိန်လို့ရတယ်ပြန်ပိတ်ပြီးပြန်ထွက်လိုက်မယ်နော်မနောက်ခုပေါ့နော်နောက်ခုကကြတော့ဒီမှာ application setting ဆိုတာက application ကိုကျွန်တော်စီမံတာပေါ့နော်ဒီမှာတော့ data and time setting data size ဒီ setting ကတော့ချိန်ပေးတင်တယ်ပေါ့နော် ဘာလို့တခါလေကျရင်ကျွန်တော်တို့ဒိမားနဲ့အမ YouTube ထဲမှာဝင်ပြီးကြည့်မရတာမျိုးတွေပါရှိရယ်ပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ဒီနေရာဝင်လာရဲ့ sorry ဒီ sorry ဒီ set time zone ပေါ့နော် time zone နဲ့ကိုတော့အဲကျွန်တော်တို့ဒီမှာရန်ကုန်ဆိုတာကိုရေးရအောင်နော်ရန်ကုန်ဆိုတာကိုရှားလိုက်ပါမရန်ကုန်တွေ့ပေါ့နော်ရန်ကုန်တိုင်းပေါ့နော်အကောင့်လေးကို okay ဒီ channel နေလိုက်ပေါ့နော်အဲဆိုရန်ကုန်တိုင်းဖြစ်သွားပြီ date တွေပိုင်းမှန်သွားပြီပေါ့နော် ကျွန်တော် screen adjustment လောက်မယ်ဆိုရင် position image setting နဲ့ကိုသွားပြရတယ်။ဒါတော့ install mode ပေါ့နော် install mode ဆိုတာကအဲကျွန်တော်တို့က set ကိုအနောက်မှာထားတာအရှိမထားတာဒါမျိုးရှိရောပြီးနောက်ပြီး manager မှာထားတာပုံမျိုးပေါ့နော်။ဟိုကျွန်တော်တို့က desktop အပေါ်ပဲတင်မယ်ဒီတိုင်းပဲတင်ပြီးသုံးမယ်ဆိုရင်တော့ front desktop ပဲပေါ့ဘာမှလုပ်စရာမလိုဘူး။တကယ်လို့ manager မှာကိုကဆွဲခြင်းနေဆိုရင်တော့ manager အတွက်ကိုဒီမှာ rear selling ဆိုတာရှိရပါတော့။ rear selling ဆိုတာလေးကို โอเคလုတ်လိုက်တာနဲ့သူဆက်ကဇောက်ထူကြီးဖြစ်သွားမှာเนาะတကယ်လို့မှားနိုင်မိတာမျိုးဆိုရင်လည်းဒီထဲမှာပဲဝင်ပြီးလုတ်လို့ရတာပေါ့เนาะမကျွန်တော်လုတ်ပြလိုက်မယ်မဝေးရမှုဒါဆက်အကုန်ဇောက်ထူဖြစ်သွားတယ်ဇောက်ထူဖြစ်သွားတယ်ဒီခါလေးကျရင်ဇောက်ထူဖြစ်သွားရင်ကျွန်တော်တို့တိုင်ပတ်တယ်ပေါ့တိုင်ပတ်တယ်ဆိုရင်အဲ့ဒီ projection image setting တွေကိုပဲတွားပြီးတော့ဒီ install မှုမှာလည်း okay ကိုပြန်နှိပ်နှိပ်ပြီးပြီဆိုတော့အဲ့မှာ front desktop ကိုရှာလိုက်ပေါ့เนาะဒီအောက်ဆုံးမှာရှိအောင်เนาะဒါရောမှုကလည်းကြောင်းမြန်ဖြစ်သွားတယ်เนาะ front desktop ကို okay နေလိုက်ရင်ပြန်ပြီး edit ဖြစ်သွားပြီပေါ့နော်နောက်ပြီးတော့ဒီမှာတော့အကောင်လုံး auto မှာပဲထားထားပြီးတယ်ပေါ့နော်တကယ်လို့ကိုကဟို screen ကို adjustment လုပ်ချင်တယ်ဆိုရင်ဒီအပေါ်ဆုံးကအဲ image direction လေပေါ့နော် automatic correction အပေါ်ဆုံးကတစ်ခုပေါ့နော်အဲ့ကောင်ကိုဖြုတ်လိုက်ပေါ့ဖြုတ်လိုက်ပြီးဒီမှာကျွန်တော်တို့ဥမာ zoom ချုပ်ရင်လားလားသူ zoom ချုပ်ရတာပေါ့နော်ရိုင်းကြီးနေဆိုလဲ zoom ချုပ်လိုက်ပေါ့နော်နောက်တစ်ခုကဒီမှာပေါ့ horizon and ဘတာကီးစတုန်းပေါ့နော်ဒီမှာဆိုလဲကိုစိုက်တယ်လို့ပေါ့ချိန်လို့ရတယ်ပေါ့နော်ဒီမှာ4 point key stone ဒါကတော့တောင်း၄တောက်စလုံးကို adjust ပြန်လောက်တာပေါ့နော်ကျွန်တော်လောက်ပြန်လိုက်ပေါ့နော်မလားဆိုရင်ဆက်အဲတစ်ခုပြီးတိုင်းမှာ remove ကနေပြီးတော့ okay နဲ့နောက်တစ်ခုရွှေ့သွားလဲ okay နဲ့လည်းတောင်းလဲနောက်တစ်ခုရွှေ့သွားမှာပေါ့နော်ဒါကတော့ adjust လောက်တာပေါ့ပြီးရင်အောက်ကိုရွှေ့မယ်ဆိုလဲအောက်ကိုဒီမှာ okay နဲ့ ညာလေးနဲ့ပေါ့နော်ညာလေးနဲ့ပဲဟောသွားလိုက်ဒီဘက်ပြီးသွားဟိုဘက်ပြီးဟိုဘက်ကိုရှေ့မယ်ဆိုရင်တော့ okay နဲ့ပဲရှေ့လိုက်ပေါ့နော် okay နဲ့လည်းပြန်ရှေ့လိုက်အော်ပြန်ပြီး reset လုပ်ချင်တယ်ဆိုရင်တော့ဒီ remote မှာပဲညာလေးနော်ဒီ remote မှာပဲဒီကောင်လေးရှိရပေါ့နော်ဒီ line 3 line လေး back လုပ်ရပြီးအဲကောင်လေးကို okay တစ်ချက်နှိပ်လိုက်ပြီး okay ပြီးလိုက်တော့သူ့ရဲ့ငကူတိုင်းပြန်ရောက်သွားပြီပေါ့နော် နောက်တော့ကျွန်တော်တောင်း၄တောင်းကိုလို့သလို adjust လုပ်တာပေါ့ quality time ထားတာလို့အဆင်ပြေတယ်ဆိုရင်လေဒီ omidirectional နဲ့ကိုပြန်ပြီးတော့ on ပေးလိုက်ပေါ့နော်ဒါတော့သူက auto ဖြစ်သွားပြီပေါ့နော်ဒါအကုန်လုံး auto မှာပဲထားထားလဲလို့ရတယ်ပေါ့နော်ဒါတော့ celebrate လောက်တာပေါ့နော် celebrate ကတော့မလိုအပ်ရင်တော့မလုပ်ပါနဲ့ပေါ့နော်အဲသူကဘာကြောင့်ဘလို့ဘလို့နေရာမှာတောင်းရလဲဆိုဥပမာဗျာသပွဲပေါ်ပဲတင်ထားတယ် တဲ့တယ်ပဲထိုးတယ်ပေါ့နော် screen ကိုအလဲရနေပဲတဲ့တယ်ပဲထိုးတယ်အဲ့ဒါကိုမှစောင်းနေရဆိုရင်တော့ကျွန်တော်တို့ကဒီတန်းမှာဝင်ပြီးတော့ celebrate လုပ်လုပ်ပေးရတယ်ဒါမှကျွန်တော်တို့ရဲ့ screen ကပြန်ပြီးတော့ပုံမှန်တိုင်းအမှန်ပြန်ဖြစ်သွားမှာပေါ့နော် screen စောင်းနေတာကဒီဟိုဆက်ကိုတဲ့တဲ့ထားတာတော့မှ screen စောင်းနေရဆိုရင်တော့ဒီတန်းမှာသွားပြီးတော့လုပ်လိုက်ပေါ့နော် celebrate ဒါတော့ celebrate လုပ်တာပေါ့နော်အခုတော့မလုပ်အပ်ဘူးပေါ့နော်လုပ်အပ်မှလုပ်ပါပြန်ထွက်လာပြီဒါကတော့ factory ကဇက်လောက်တာပေါ့နော်ဇက်ကိုဇက်ပြန်လောက်တာပေါ့နော် မှာက local update system update ပေါ့နော် system update ပြီးရဲဆိုလဲဒီထဲမှာဝင်ပြီးတော့လုပ်လို့ရပါတော့အခုဒီမှာတော့ up to date ဖြစ်နေတယ်ပေါ့နော် system update လုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ထည့်ထားသမျှ software အကုန်လုံးပြတ်သွားပါလိမ့်မယ်ဒါတော့ကျွန်တော်တစ်ခါလေးပြောပြလိုက်ပါနော်ဒီဘက်က option တွေပါတွေကတော့မလိုဘူးပေါ့နော်အဲ့ဆိုရင်ရပြီ။ဥမာကျွန်တော်တချင်းနားထောင်နေတယ်ဆိုလဲဒီထဲမှာတချင်း line တွေအများကြီးပါတယ်ဗောနော်။ မှာ rock ရှိတယ် pop light hard country music တွေအကုန်လုံးဒီ music တွေမှာသွားပြီးတော့နားထောင်ရတာပေါ့နော်။ဒါကတော့ video ပေါ့နော်ဒီမှာဆိုလည်းအဲ့လိုပဲအကုန်စုံရှိတယ်ပေါ့နော်။ဒီမှာ movie spotlight တွေရှိရ live ကြီး entertainment ဒါတွေအကုန်ရှိရပေါ့နော်။ဒီမှာတော့ app တွေပေါ့နော် app တွေဟို application တွေထည့်ထားရဆိုရင်တော့ app ထည့်ဖို့သွားရမယ်။ remote နေပဲအောက်ချလိုက်ပေါ့နော်။ညာလေးနဲ့ပဲအောက်ချလိုက်ပါတော့ဒီကမှသွားပြီးတော့ကျွန်တော်တို့ ဒါတော့ကျွန်တော်တို့တင်ထားတဲ့ရှိတဲ့ application တွေပေါ့နော်။အဲဒီမှာ AMSAT movie တွေ AMSAT ရုပ်ရှင်တွေဒီမှာ AWS တွေ CM တွေဒါတွေအကုန်လုံးကျွန်တော်ထည့်ပေးထားတယ်ပေါ့နော်။အဲနောက်တစ်ခါကျတော့ဒီမှာကျွန်တော်တခုထည့်ပေးထားတာက Upright TV လေးပေါ့နော်။ဟိုဘက Upright TV ကိုက application တွေ download ဆွဲခြင်းလေဆိုရင်ဒီ Upright TV ထဲမှာသွားပြီးတော့ download ဆွဲပေါ့နော်။အဲ Upright TV ကဘာကောင်းလဲဆိုတော့ကျွန်တော်တို့ Gmail တွေပါထည့်စရာမလိုဘူး။ တန်ပြီးတော့ကိုလိုချင်တဲ့ application ကိုရှာပြီးတော့ download ဆွဲလို့ရတယ်ဒီမှာ up to date ရှိရပါတော့အဲ့တော့ဒီအပေါ်ဆုံးမှာပဲဘေးကညားလေးနဲ့ရွှေ့လိုက်ပါတော့ရွှေ့လိုက်ပြီးဆိုရင်ဒီအပေါ်တန်းမှာပဲရှာလို့ရတယ်တကယ်လို့ကိုကရိုက်ရှာချင်တယ်ဆိုရင်အပေါ် search box မှာရိုက်ပြီးတော့ရှာလိုက်ပါတော့ဒီအပေါ်ဆုံးပါတော့အပေါ်ဆုံးပါဟုတ်ပါ down ဆုံးအပေါ်ပါပါတော့အဲ့မှာရိုက်ရှာလို့ရတယ်ပါတော့အော်ဒီထဲမှာဆိုလဲစုံရပါတော့ နော် tutorial youtube တွေနဲ့ပြတယ်မှာအကောင်ရှိအောင်နော်ဒီမှာ google app ပေါ့နော်ဒါလည်းရှိရယ် prime နေရှိရယ်ပေါ့နော်ဒီမှာ chrome နေနော်ဆုံးတော့နော်ဒီမှာဆိုလဲဒါ disney နေရှိရယ်ပေါ့နော်ဒါတော့ဆုံးပဲပေါ့နော် play store ကမရတာတော့မဟုတ်ဘူးနော်ကျွန်တော် gmail ထည့်ပြီးတော့ဒါပြီး download ဆွဲပြီးရတာပေါ့နော်အဲကျွန်တော်ကဒီ app တိုက်လေးတော့ကျွန်တော်ပို့သဘောကျလို့ကျွန်တော်ထည့်ပြီးလိုက်တာပေါ့နော် နောက်တစ်ခုကဖုန်းနဲ့ချိတ်တဲ့နည်းပေါ့နော်ဥမာကျွန်တော်တို့ဖုန်းက Android ဖုန်းလား iOS ဖုန်းလားပေါ့နော် Android ဖုန်းဆိုရင်တော့ဒီ Myra Custom မှာသွားပြီးတော့ချိတ်လို့ရတယ်အဲ Myra Custom ချိတ်မယ်ဆိုရင်ကျွန်တော်တို့လောက်မှာက Wi-Fi ချိတ်ထားဖို့လိုတယ်ပေါ့နော်ကိုရဲ့ဖုန်းမှာလည်း wifi ချိတ်ထားမယ်အခုကျွန်တော်ချိတ်ထားတာကကျွန်တော် focus projector မှာချိတ်ထားတာပေါ့နော်အဲ့တော့ကျွန်တော် microcast လုပ်မယ်ဆိုရင်အဲ့ဒီ focus projector ဆိုတဲ့ network ကို ကျွန်တော်တို့ရဲ့ချိတ်မဲ့ဖုန်းမှာလည်းချိတ်ထားပြရမယ်ဒီ projector မှာလည်းချိတ်ထားပြရမယ်เนาะ same network ဖြစ်ဖို့လိုပဲပေါ့เนาะအဲအဲ့ဒါလေးပေါ့เนาะအဲ့တော့ Android phone နဲ့ချိတ်မဲ့ဆိုရင် my capacity OK တစ်ချက်ဝင်လိုက်ပဲဟောဒီနေရာရောက်ပြီဆိုရင်တော့ waiting ဖြစ်သွားပြီ waiting ဖြစ်သွားပြီဆိုတော့ねကျွန်တော်တို့ phone ကနေစပြီးတော့ချိတ်လို့ရတယ်အဲကျွန်တော်တို့ phone မှာဆိုရင်တော့ကျွန်တော်တို့အပေါ်ကနေ notify bar switch ထားပေါ့เนาะ quiet setting လေးကို switch ထားလိုက် switch ပြီးပြီဆိုရင် အခုနောက်ပိုင်းထွက်တဲ့ဖုန်းတွေအကုန်လုံးက cash system တွေပါလာပြီပေါ့နော်အဲ့တော့တချို့မှာတော့ call wall လေးတွေပြောင်းသွားတယ် Samsung ဆို Smart View ပေါ့နော်ဒီမှာ MI ဆိုရင် cash ပြင်မယ် Oppo ဆိုရင် screen cash ပေါ့ Vivo ဆိုရင်လည်း screen cash ပေါ့နော်အဲ့ကောင်လေးကိုရှာပြီးတော့ကျွန်တော် search လုပ်ပြီးတော့ connect လုပ်လေတခါလေးကျရင်ကျွန်တော်တို့ကအခုမှစတော့တယ်မှာ cash က application တခါအခုမှစတော့မယ်ဆိုရင်ကျွန်တော်တို့ဖုန်းထဲမှာသွားပြီးတော့ permission တွေအားလုံးပေးဖို့လိုပါတယ်။ permission မပေးဘူးဆိုရင်တော့ကျွန်တော်တို့ချိန်လို့ရမှာတော့မဟုတ်ဘူးနော်။ အစမပြတာရှိရင်လည်းကျွန်တော်ဖုန်းဆက်ပြီးတော့လည်းမေးလို့ရပါတယ်ဒါတော့ iMera ဆိုတာကတော့ iPhone နဲ့ wireless ချိန်တာကိုပြောတာပါ iPhone နဲ့ချိန်မယ်ဆိုရင်တော့ iMera ထဲမှာဝင်ပြီးတော့ချိန်ပေးရပါတယ်အဲ့တော့ဒီနေရာလေးမှာပဲထားထားပေးရတယ်ပြီးရင်ကျွန်တော်တို့ iPhone ကနေပြီးတော့အပေါ် quiet bar ဆွဲချလိုက်ရင် screen mirror ဆိုရရှိတယ်ပေါ့နော်အကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်ချိန်လို့ရတယ် နောက်တစ်ခုကကျွန်တော်တို့ HDMI နဲ့ join မယ်ဥပမာကျွန်တော်တို့ Xbox တွေဥပမာ game set တွေပေါ့နော်ပြီးရင် laptop တွေအဲ့အရာတွေကို HDMI ကျိုးနဲ့ join ပြီးတော့သုံးလို့ရတယ်အဲ့တော့ projector ရဲ့ HDMI ပေါက်မှာတစ်ခုတက်ကျွန်တော်တို့ join မယ် HDMI ပေါက်မှာတစ်ခုတက်လိုက်ပေါ့နော်ပြီးပြီဆိုတော့ကျွန်တော် remove ကနေပဲဒီအပေါ်ဆုံးညာဘက်တောင်းကဟာလေးကိုတစ်ချက် okay နှိပ်လိုက်ဆက်နေတယ်ပေါ့နော်အစုံရင်ဒီမှာကျွန်တော်တို့ရွေးလို့ရတယ်နော်ဥမာ AV လား HDMI AV ကတော့ ထားလိုက်တော့ဗောနော် AV ကတော့ဒါကြံခဲ့ပြီဆိုတော့ကျွန်တော်တိတ်မပြောတော့ဘူးเนาะအဲ့တော့ဒီမှာ HDMI ဟော HDMI လေးကို okay နှိပ်လိုက်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ဟိုမှာ laptop နဲ့ချိန်ထားရဆိုရင် line သွားမှာဗောနော်ဟိုမှာဂိမ်းဆက်ဆိုလဲဂိမ်းဆက်နဲ့ကျွန်တော်တို့ join လုပ်ရဗောနော်အခုကျွန်တော်ဘာမှချိန်မထားလို့ no signal ပဲပြနေရဗောနော်အဲ့ကျွန်တော် banner ပြန်ထားလိုက်လို့အဲ့ကျွန်တော်တို့အားလုံးပြီးသွားပြီအားလုံးတောင်းပြီးသွားပြီဗောနော်အားလုံးတောင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ set ကိုပိတ်တော့မယ် set ကိုပိတ်တော့မယ်ဆိုရင် အရင်ဦးဆုံးမှန်ဘလူးတင်ဖို့လိုတယ်။ဘာဖြစ်လို့မှန်ဘလူးတင်ရတာလဲဆိုတော့ကျွန်တော်တို့မှန်ဘလူးအဖုံဖုံဖို့အတွက်ကိုမှန်ဘလူးတင်ရပါတယ်။မှန်ဘလူးမတင်ရင်မှန်ဘလူးဖုံဖုံလို့မရဘူးနော်။အဲ့တော့မတင်မဲနဲ့ဖုံမိလိုက်တယ်ဖုံမိလိုက်တယ်ဆိုရင်ကျွန်တော်တို့မှန်ဘလူးမှာ damage ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာ F ကအပေါင်းအနှုတ်တွေကကျွန်တော်တို့ F ကိုဖိထားလိုက်မယ်။အမမလူကအထဲကိုဝင်သွားလိမ့်မယ်ဗျနော် ဒါဆိုကိတ်ဆုံးသွားပြီကိတ်ဆုံးသွားပြီဆိုတော့လည်းကျွန်တော်တို့ဒီ remove ကနေပဲ okay ကိုအမြင်အောင်လေးကို channel ပြင်ဒီလိုအဖြူလေးပေါ်လာပြီဆိုရင်နောက်တစ်ချက်ထပ်နေလိုက်ပါနော်ဒါဆိုရင် power off ဖြစ်သွားပါပြီ man blue အဖုံးလေးဖုံးလို့ရပြီပေါ့နော်ကျွန်တော်ပြန်ဖွင့်တဲ့အခါမှာတော့ဒါ auto focus ကနေပြီးတော့အလိုလျောက်ပဲသူကသူချိန်ကြီးသွားလိုက်ပါနော်ကျွန်တော်တိန်းတဲ့အခါမှာပဲ remove ကနေပြီးတော့ app နောက်လေးကိုကိတ်ဆုံးနေ man blue ကိုတိန်းပြီးတော့ ဖုံးထားနိုင်ရပါပြီ။ဟိုဆက်ကိုကျွန်တော်တို့အေးအောင်ထားပြီးဖို့လိုပါတယ်။ဆက်ကိုလုံးဝအေးသွားပြီဆိုရင် body တစ်ခုလုံးကိုဖုံးထားတာကပိုပြီးကောင်းပါတယ်။အဆင်ပြေမယ်လို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။